သာမိတ်သုံးဘွဲ့ဆိုပြီးတော့အေအေကသဘောတူညီချက်တွေနဲ့တရုတ်ပြည်နယ်ထဲမှာနေနေတာဒီလိုမျိုးသတင်းချက်လက်တွေဖြစ်လာလို့ရှိရင်ဘ ෝජ ုံထွန်းမြတ်နိုင်ကိုတရုတ်အစိုးရက MNDAA ရခေါင်းဆောင်ကိုဖမ်းတယ်လို့မျိုးဘ ෝජ ုံထွန်းမြတ်နိုင်ကိုပါတရုတ်အစိုးရကဖမ်းထားနိုင်ဖမ်းနိုင်ဖမ်းလို့ရတဲ့အနေအထားမျိုးဖြစ်အောင်မိမ့်ညက်လည်းလုပ်တယ်မရလည်းလုပ်တယ်စစ်တပ်ကကောင်တွေလည်းလုပ်တယ်အိန္ဒိယကကောင်တွေလည်းလုပ်တယ် ဒါကိုကျွန်တော်တို့ကတည်တည်ချာချာစဉ်းစားဖို့လိုတယ်နော်ဘိုးကျုံထွေးမြနိုင်ဆိုတာတရုတ်နယ်စပ်မှာနေနေတာမြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့အဖွဲ့နော်ဝန်နေမီဒီလိုနေရာမျိုးမှာဘိုးကျုံထွေးမြနိုင်ကနေနေတာအကယ်၍များအေအေကအမေရိကန်နဲ့အဆက်အသွယ်လုပ်ပါတယ်နော်ဟိုဘင်္ဂလားဒေ့ရှ်နဲ့အဆက်အသွယ်လုပ်ပါတယ်အိန္ဒိယနဲ့အဆက်အသွယ်လုပ်ပါတယ်ဆိုလို့ရှိရင်ဒီတရုတ်ဆိုတဲ့ကောင်တွေကလည်းအကျင့်ကောင်းတာမဟုတ်ဘူးခင်ဗျားတို့ပြောမယ်နော်တရုတ်ဆိုတဲ့ကောင်တွေကလည်းအကျင့်ကောင်းတာမဟုတ်ဘူး တရုတ်ဆိုတဲ့ကောင်တွေကလည်းဗမာပြည်ကိုလိုချင်နေတဲ့ကောင်တွေအကယ်၍မြာဒီသိမ်းမြတ်တို့မရတို့ဒီဗမာတွေနဲ့ပေါ့နော်ဗမာဗမာလူမျိုးတွေပေါ့အဖေဗမာအမေဗမာမွေးတဲ့ကောင်တွေဗမာလိုပြောတဲ့ကောင်တွေရဲ့ဝါဒဖြန့်မှုတွေထဲမှာနောက်ဆုံးကုတ်ကုတ်ပြောရင်ဗျာတရုတ်ကညစ်ပြီးတော့ဘူဂျုံထွန်းမြတ်နိုင်တို့အဖွဲ့ကိုထိမ့်သိမ့်ထားမယ်ဖမ်းဆီးထားမယ်ဆိုရင်ရခိုင်တော်လိုက်ဘလို့ဖြစ်သွားနိုင် အ ਨੇ ဆုံးတော့ရခိုင်တိုင်းရင်းသားတွေကဟာငါတို့ဘော်ရုပ်ကိုတော့တရုတ်ကဖမ်းထားပြီဆိုတော့စိုးရိမ်ကြောက်ကြမှုတွေအ ਨੇ ဆုံးဖြစ်သွားမယ်တော်လိုင်းရဲ့ရက်သွားမယ်ပြောတာမဟုတ်ဘူးနော်အဲ့ကမြောက်ပိုင်းကြီးတော်မဟာမိတ်ဖြစ်တဲ့အခါမှာဘလို့ဖြစ်လို့အမေရိကန်နဲ့ချက်ချင်းပဲရခိုင်ကခိုးပြီးတွေ့လို့ရမလဲခမားတို့ထင်းနေတာတရုတ်ထောက်လိုင်းရေးတွေဆိုတာနေရာတကာမှာရှိနေတာတရုတ်ထောက်လိုင်းရေးတွေဆိုတာနေရာတကာမှာရှိနေတာအေးအေးရခေါင်းဆောင်တွေအဲ့ဒီလောက်မညံဘူး ရင်သားတွေထပ်ပြောလိုက်အောင်ခမားတို့တနေ့လွတ်မြောက်မှာခမားတို့ကိုကောင်းဆောင်နောက်ကိုပဲကိုလိုက်အဲ့ဒီမဟုတ်ကောင်းကရှောက်ပြောနေတဲ့ဗမာစကားပြောတဲ့မီဒီယာဆိုလို့ရှိရင်ကျွန်တော်တော့မှမကြည့်နဲ့ဗျာ